မင်္ဂလာပါတပတ်အတွင်းအာရခပြည်နယ်တွင်ကထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါပြီကျမကနော်ဖော်ပါဒီတပတ်မှာတော့ရခိုင်ပြည်နယ်အတွင်းစစ်ကောင်စစ်တပ်ကလေကြောင်းကရောလေတပ်ကပါ အရက်သားပြင်းမှတ်တွေကိုဥတီတိုက်ခိုက်မှုတွေပြင်းထန်လာနေတဲ့အခြေအနေတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် အရက်သားတေဆုံးထိခိုက်မှုတွေဇက်တိုက်မြင့်တက်လာနေတာ ဒေသခံတွေနေရစွန့်ခွာထွက်ပြေးနေရပြီးဘုံခုကျင်းတွေထဲမှာအိတ်ဆက်နေရတဲ့အခြေစိုးရိမ်ထိတ်လန့်နေရတဲ့အခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာရှိတဲ့မဟောဒရာအခမဲ့ကိုပိုင်ထက်တန်းကျောင်းကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့ည9နာရီခွဲကျော်လောက်က စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံတလုံးကိုအဲ့ဒီကျောင်းဝင်းနဲ့လာရောက်တက်ချခဲ့တာဖြစ်ပါတယ်။ဘုံကျဲမှုကြောင့်ကျောင်းအဆောက်အဦတွေပျက်စီးသွားခဲ့ပေမဲ့လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဒေသခံတွေက ပြောပါတယ်။အကြောင်းရင်းကတော့အဲ့ဒီအခမဲ့အစာတင်ကျောင်းကိုပြီးခဲ့တဲ့2023ခုနှစ်ကတည်းကတိုက်ပွဲအခြေအနေတွေကြောင့်ပိတ်ချခဲ့တာကြားပြီးဖြစ်လို့ပါ။တောင်ပိတ်ချလို့လူထိခိုက်မှုမရှိခဲ့ပေမဲ့ဒီဖြစ်စဉ်ကြောင့်တောင်ကုန်းမြို့ခံတွေဟာ သူတို့ရဲ့လုံချိုရဲ့အတွက်စိုးရိမ်မှုတွေမြင့်တက်လာနေကြတယ်လို့သိရပါဗျ။စစ်ကွန်ပျူတာဟာအာရခတက်တော်အေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကစာတင်ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေနဲ့လူနေအိမ်တွေကိုအခုလိုပြင့်မှတ်ချပြီးလေကြောင်းကနေ ပုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကလည်းကြောက်တော်မြို့နယ်တရက်တပင်ကျွရွာက ကိုပိုင်ထက်တန်းကျောင်းနှစ်ဆောင်ကိုပုံကျဲခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာတော့ကြောင်တက်နေစဲကလေးငယ်တွေထိမှန်ခဲ့ပြီးကြောင်သားကြောင်သူ23ဦးထိတေဆုံးခဲ့ကနောက်ထပ်20ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရခိုင်ပြည်နယ်ပုံနာကျွမြို့နယ်ကဒေသခံတွေဟာဘေးလွရာကိုထပ်မံထွက်ပြေးတိရှိောင်းနေကြရပြန်ပါပြီ။ ဒီတစ်ကြိမ်နေရဆုခွာရတာဟာစစ်တွေမျိုးမှာ အခြေစိုက်တက်ဆွဲထားတဲ့စစ်ကော်မရှင်တရင်တမတွေကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေမှုကြောင့်ဖြစ်တယ်လို့မြို့ခံတွေစီကနေသိရပါတယ်ရှင်။စစ်တွေမျိုးပေါ်မှာရှိတဲ့စစ်ကော်မရှင်တပ်တွေက ပုံနာကျုံမျိုးပေါ်ရက်ကွက်တွေအပြင်အနေအနာကကြေးရွာတွေကိုပါပြင်းပမထားပဲရန်တမ်းပစ်ခတ်နေပါတယ်။ ဒီလိုရန်တမ်းပစ်ခတ်မှုတွေကြောင့်ဒေသခံတွေတင်းဆုံးတာထိခိုက်ဒဏ်ရာရတာတွေရှိလာနေပါတယ်။ဒါကြောင့်ပြည်သူတွေဟာမိမိတို့နေအိမ်တွေမှာဆက်မနေရတော့ပဲနေရက်ကိုပြန်လည်စွန့်ခွာနေကြရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကလည်းပုံနာကျွမြို့နယ်ကိုးတောင်ကျေးရွာကိုအရေးပေါ်လူနာသွားယူခဲ့တဲ့ပရာဟိတအဖွဲ့ဝင်ကလေးငယ်တူဟာဒီလိုလက်နက်ကြီးပစ်ခတ်မှုကြောင့်တေဆုံးခဲ့ရပါတယ်။ လက်ရှိမှာတော့အာရခတက်တော်အေနဲ့စစ်ကောင်စစ်တပ်တွေအကြားလက်နက်ကြီးတွေဒုန်းတွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတာလည်းဖြစ်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်ပေါတောမြို့နယ်မှာစစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရွယ်မရောက်သေးတဲ့ကလေးငယ်တဦးသေဆုံးပြီးအရက်သားနှူးဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်တစ်ခုထပ်မံဖြစ်ပွားခဲ့ပါတယ်။အော်တိုဘာလ29ရက်နေ့နေ့လယ်2နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာပါ။စစ်ကော်မရှင်ရဲ့ရဲတပ်ကနေပေါတောမြို့နယ်ဘက်ကိုလက်နက်ကြီး၅လုံးလောက်အထိပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတည်းကလက်နက်ကြီးကြီးဟာတောင်ညူကျေးရွာတဲ့ကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီပောက်ကွေးမှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တူရဲ့ဥကောင်းမှာကြည်စားထိမှန်ပြီးနေရာမှာတင်းသေဆုံးခဲ့ရပါတယ်။ဒါပြင်လူကြီးနှူးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူတွေကတော့သေဆုံးသွားတဲ့ကလေးငယ်ရဲ့ဖခင်ဖြစ်သူအသက်30အရွယ်အမျိုးသားတူနဲ့အဲ့ဒီရွာကအသက်66နှစ်အရွယ်အမျိုးသားတူတို့ဖြစ်ပါတယ်။ဒီလိုအချိန်မီဝင်ကြားရောက်လာနိုင်တဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပေါတော့ဒေတာခန့်တွေဟာစိုးရိမ်ထိတ်လန့်နေကြရတယ်လို့ဆိုပါရယ်။ညဘက်ချိန်တွေမှာဆိုရင်နေအိမ်တွေမှာမနေရကြတော့ပဲဘုံခုကျင်တွေတွင်းနေတွေမှာဆင်းပြီးတော့အိမ်နေကြရတယ်လို့ဒေတာခန့်တွေကပြောဆိုကြပါရယ်။စစ်တွေမြို့မှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ရင်းတွေဟာလက်နက်ကြီးတွေ drone တွေနဲ့နေရောညပါကင်းထောက်တာတွေလှုပ်ဆောင်နေပါရယ်။ပုံနာကျွန်းရသေးတောင်နဲ့ပေါတော့မြို့နယ်တွေဘက်ကလည်းအခုလိုရန်တပ်ပစ်ခတ်နေတာကြောင့်ဒေတာခန့်ရဲသားတွေဟာ ထိခိုက်သေးဆုံးမှုတွေဆက်လက်ရှိနေပါတယ်ရှင်။ရခိုင်ပြည်နယ်ပုံနာကျွမြွနယ်မှာစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စိုးရွားတဲ့အရက်သားတစ်ဆုံမှုတွေဖြစ်ပွားခဲ့ပါတယ်။ပုံနာကျွမြွနယ်ပန်းနီလာကျွရွာကိုဝိုက်တွဲလီနဲ့ပုံကျဲခဲ့တာကြောင့်အရွယ်မရောက်သေးတဲ့ကလေးငယ်၂ဦးအပါအဝင်စုစုပေါင်း၄ဦးပွဲချင်းပြီးတစ်ဆုံခဲ့ပါတယ်။နောက်ထပ်ဒေသခံကိုဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အော်တိုဘာလ31ရက်နေ့နနက်ပိုင်းမှာစစ်တပ်လေကပန်းနီလာကျွရစာတင်ကြောင်းအနည်းနဲ့ပုံနာကျုံမြို့ရဲကိုဘုံလေးလုံးကျဲချခဲ့တာပါဒီဘုံကျဲမှုအတွင်ပုံနာကျုံမြို့ပေါ်မှာတော့လူတွေထိခိုက်မှုရှိခဲ့ပေမဲ့အဆောက်အုံတချို့ပျက်စီးသွားခဲ့ပါတယ်ဒါပေမဲ့ပန်းနီလာကျွရဘက်မှာတော့ထိခိုက်မှုပြင်းထန်ခဲ့ပြီးကလေးငယ်နှုတ်ဦးနဲ့အမျိုးသမီးနှုတ်ဦးပွဲချင်းပြီးတေဆုံးခဲ့ရပါတယ် တည်ဆုံးသူတွေအပြင်အဲ့ဒီကျေးရွာကပဲနောက်ထပ်ကိုဦးလဲပြင်းထန်တန်ရာရရှိခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာအခုလိုလေကြောင်းတိုက်ခိုက်မှုတွေဟာဇက်တိုက်ဖြစ်ပွားနေတာပါ။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့နဲ့31ရက်နေ့နှစ်ရက်ဇက်တိုက်မှာပဲစစ်တပ်ရဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံအရသာစုစုပေါင်း10ဦးထိတေဆုံးခဲ့ပြီး30ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ရခိုင်ပြည်နယ်အတွင်းမှာအာရခတတော်အေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်က Jet Fighter တွေနဲ့အပြင်းထန်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အယက်သား12ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့တယ်လို့အာရခတတော်အေးကတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်ဒီလေကြောင်တိုက်ခိုက်မှုတွေဟာပြီးခဲ့တဲ့အော်တိုဘာလ29ရက်ကနေ31ရက်အထိ3ရက်ဆက်တိုက်ဖြစ်ပွားခဲ့တာပါစစ်ကောင်စီတပ်ဟာရသေးတောင် ပုံနာကျွန်း ပေါတောစစ်တွေနဲ့ကြောက်ဖြူမျိုးနယ်တွေမှာရှိတဲ့အယက်သားနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီပုံကျဲမှုတွေကြောင့်တေဆုံးခဲ့ရသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေနဲ့အမျိုးသမီးတွေအများဆုံးပါဝင်တယ်လို့အေအေရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်ဒဏ်ရာရရှိသွားတဲ့32ဦးထဲမှာလည်းအသက်အန္တရာယ်ဆိုးရရတဲ့အခြေအနေမှာရှိနေတဲ့လူနာတွေအများအပြားပါဝင်နေတယ်လို့လည်းသိရပါတယ်။ ဒီလိုအခြေအနေတွေကြောင့်အရာခတ်တတော်ကမြေပြင်မှာရှိနေတဲ့ပြည်သူလူထုကို အရေးပေါ်သတိပေးချက်တစ်ခုထုတ်ပြန်ထားပါတယ်။စစ်ကော်မရှင်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေဟာနေရောညပါအချိန်မြေဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့အလေးထားပြီးစစ်ရေးသတိအမြဲရှိနေကြဖို့ကိုလည်းတိုက်တွန်းထားတာပဲဖြစ်ပါတယ်ရှင်။ တန်လင်ခတ်သတင်းဌာနရဲ့တပတ်အတွင်းအာရခပြည်နယ်တွင်ကထူးခြားသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးအန္တရာယ်မျိုးမျိုးကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။